ကံကြောင်းလေးကိုရှုံးစွာပြောအောင်အလုံးသိနေကြတဲ့ထဲမှာလူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိရသော်ပြာဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လိုတယ် ကုသနာမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရားထဲမှာထိုကံဒီရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာဘာလို့ရမယ့်အရာလဲ။ကိလေသာဆိုတာကရောကုသနာမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲ။ကိလေသာဆိုတာလောကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါမှာကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုတ်ပြီးတော့ကိလေသာလို့ပြောနေကြတာ။တော့ကံနဲ့ကိလေသာအကြောင်းကိုခြားခြားနနနားလဲဖို့လုပ်တယ်ပေါ့။အဲ့ဒါလို့နားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေတာ။ ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရာထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရာလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှင်ကုသကံမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းနေကောင်းမယ် ဝိจิตနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြားစားမယ်ယာရုကုန်သိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောင်းတယ်လို့ပြောတာနော်သို့သောမကောင်းတာပါလဲလို့ဆိုလို့ရှိမကြခင်အိုးသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ကျော့သွားတယ်လို့မရှိဘူးနော်မစည်းရတဲ့နေရာဆိုတာတွေဟာအကုန်စေကားနေတယ် လူတိုင်းလူတိုင်းဟာယောဂကိနဲ့ဆိုအမတမရှားနေအဲ့တော့ကံကောင်းတယ်ကံကောင်းတယ် ਨੇ ကြိုးစားနေရင်ကနေကံဆုံးမိုးမောင်တွေ့နေကြတာဖြစ်တယ်ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နောက်ဆုံးမိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရအမတမခဲရင်လေလူတိုင်းလူတိုင်းဟာတေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တောကနဲ့ပဲနေကြရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရတယ်ယာရုကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲစီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့တယ်အဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲနော်ကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်လုပ်ကြတယ်အလုပ်ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေး ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းတသက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာတွေဒါများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာဘာလဲလို့မေးလို့ရှင်စေရနာဟံဘိခွေကမ္မဝရာမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေးတယ် pollution လို့အင်္ဂလိပ်လိုပြန်နေထို့တဲ့ကောင်းတဲ့ဟာ stimulation တို့ motivation တို့ တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူပေါင်းဆက်သွားအဲ့တော့ကံကို ဒီတမဟာဖြင့်ပြောရင်စေရဏဟံဘိက္ခွေကမ္မဝရမိလူတွေဟာဒီတွန်းအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလက်ရောက်လုပ်ကြပါရီဖြစ်လာတော့ဆိုကမ္မဆိုရဲအမှုတွေဖြစ်လာနော်စိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ပြောဆိုတဲ့အမှုကိုယ်ရင်းလျောက်လုပ်တဲ့အမှုတွေ အဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တောင်းအပ်ပေးတဲ့စေတနာကိုကံလို့ခေါ်တယ်ဆိုတော့ဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟုတ်အလုံးဘုရားဘာသာဝင်သူရစေနေသိတဲ့အတိုင်းကာယကံဝစီကံမနောကံလို့ရှိတယ်မြေစေတနာကိုမနောကံလို့ခေါ်ရမဟုတ်ဘူးကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့ တနည်းအားဖြင့်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အဟုပြောမယ်ဆိုရင်သူများတက်ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့အသားမရစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတက်ကိုတတ်ခြင်းမှရှောင်ကျင်တဲ့အကျဉ်းတရားထားတယ်သူများဥစ္စာမခိုးဘူးတတ်ရှင်းစွာနေထိုင်တယ်ကိုယ့်တိခါကိုထိန်းတယ် ူတော်သားမယာစိတ်နဲ့တောင်မပြစ်မှားဘူးလို့ပြစ်မှားခြင်းမှရှောင်ကျင်တယ်ဆိုကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလားအဲ့ဒါလေးကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်ရှင်ဘုံရအပြည့် မြောင်းစာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်သူတော်ဘာတာဝန်ရပြမှားတယ်ဆိုတာကြလဲလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းရန်ဒေါသဆိုတာနဲ့လည်းတွဲတယ်လက်စားချေတဲ့သဘောမျိုးလှုပ်ထားလည်းရှိတယ်နော်အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးတော့စေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတယ် ဲ့ဒါတွေကစေရနာလို့ခေါ်တခါနှုတ်ကပြောတဲ့အခါမှာကောင်းမကောင်းနှစ်ခုရှိရတယ်မယ်မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့စိတ်စေရနာတွေ ਨੇ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမှန်မကန်ပြောတယ် တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့ဇကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိမ်လည်တဲ့ဇကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတဲ့စေရနာတုံးတူမတက်အောင်ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကို တေရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းရချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ်အလုသိနေကြတဲ့မူတာဝါဒပိတုဏဝါစာဖရုဒဝါစာသမဗလပါလို့ဆိုတယ် ဒီစကားတွေနှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေရနာကိုကံလို့ခေါ်တယ်အခုအဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်ပြန်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံဟာစေရနာကိုကောက်တာမှန်မနောကံကိုကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူးအဘိစာဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့ စိတ်ကူးကြံစည်မှုအဘိသာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုဘာပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူး လောဘကိုကံလို့ခေါ်တယ်အဲ့ကြလားမနောကမှာလောဘကိုကံလို့ခေါ်တယ်တခါပြာပါဒဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်းသေသွားရင်ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီအတွေးပါဝင်တဲ့ ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရဲရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက်တတိတစ်ခုပါသွားတာဟုတ်ဆုံး အဲ့ဒီဒေါသဟာတမန်မိသားစုကိုတငယ်ချင်းပေါင်းသင်းတယ်။တော့မိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်။မိဘကိုသာသမီကစိတ်ဆိုးတယ်။ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်။သို့သောဒီကောင်တည်သွားရင် ပြည့်စိတ်သွားရင် ကောင်းမှာပဲဆိုတာမပါဘူး။ကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသ အခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်။အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့ရပါဘူး။နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိ။အဲ့ဒါတော့အလုံးကိုသိမ့်မွေးတယ်။လောကလူတွေကလွယ်လွယ်ပြောကြတယ်။တမလွန်လောကကိုမယုံဘူး၊နောက်ဘဝကိုမယုံဘူး။ အတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူ့ကိုသူတို့ချင်းချင်းပေါင်းသင်းဆက်ဆံကြတာဖြစ်တယ်ဘာမှကျေစုတင်စရာမလိုဘူးလူတွေကတည်သွားပြီးရင်နောက်ဘဝဆိုတာမရှိဘူးနော်နောက်ဘဝဆိုတာမရှိဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး တဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုရယ်နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိရလည်းပဲကံမဲတာမနောကံလို့ခေါ်တယ်ရသော်ဘုရားကအပြစ်တွေထဲမှာမိစ္ဆာဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ် ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိကိုပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ ကံဤအကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လို့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လိမ့်လွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလှူမနေနဲ့ဘာကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူးနောက်ဘဝဆိုတာမရှိပါဘူးတေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရယ်ကံဖြစ်သွားတယ်အဲ့ဒါမနောခံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့စေရဏဟံမိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနည်းရတယ်ပဲဟောတာစေရဏသည်ကံမှန်တယ်အဲ့ဒီတွန်းအားတွေကြောင့်လုံးမိတယ်တွန်းအားတွေကြောင့်ပြောမိတယ်ဆိုတဲ့နေရာတွေမှာ စိတ်ကူးချမ်းစေမိတာကြတော့ခုနဒီသဘာဝတရားတွေအဘိဇ္ဇာဆိုတာလောဘပြဘာရဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်၃ခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထုတ်တွေ့တာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံပတမျိုးရှိတုံးတို့ခုအကျဉ်းပြောမယ်ဆိုရင် အကုသိုလ်ကံဟာစေရနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်နော်ဟောဒါမကောင်းတဲ့ကံဘက်ကဒါရီရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့သွားတယ်သူများတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation တွန်းအားအဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူ့ရဲ့တိမ်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတော့ဆိုအနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီ ကိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပြည့်ရှိကိုလိုချင်တဲ့မတော်လောဘမရှိဘူးဟောပြီးချင်းကန်းချင်းတဲ့စိတ်ပဲရှိတယ်သူမြတ်ပြည့်ရှိမတရားอยู่ကိုစိတ်ထဲမှာမရှိဘူးအလောဘအနာပိစာအပြဘာရမေတ္တာအရောဒဆွေမေတ္တာတရားရီချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြဘာရဆိုတဲ့စေရနာမနောကံအပြပါလားဆိုတဲ့ အရောသစေတသိက်ကိုပြောတာနော်အပြပါရဆိုတာအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုတာဒီအရောသကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတရားရီအလုံးချမ်းသာကြပါစေဒီလူအဆင်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မြင့်ညတ်တာဒုက္ခမေးเสียဘုသူဘုသူမှာဒုက္ခမပေးပါစေနဲ့ ပြိထဲမှာပါတယ်လို့တပ်ပိပတ္တရာနိပတန္တုတရားရီအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘဇုထံမှာအစိုးတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအာတောတာမေတ္တာအပြာပါရလို့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်သွားတယ်နော်ကံဖြစ်သွားနောက်တစ်ခါတမ္မဒိဋ္ဌိ သမထိဋ္ဌိဆိုတာကြတော့ခုနလိုကိုင်းဤကျိုးကိုညင်းပဲ့တာမဟုတ်ဘူးမကနဲ့အမြင်တစ်ခုယူစမ်းအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေကသာခွင့်မပြုဘူးဆိုရင်ဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေကအင်မီဂရေးရှင်းပဲလေသူဗီဇာထုတ်မပေးရင်လာလို့မရဘူး ခုခေတ်ဆိုဗီဇာမပေးခြင်းလို့ကြွတင်ဟန်တားတာတွေတောင်းရှိတယ်။မတော်တဆလက်လွန်လို့ရောက်လာပြန်တော့လေမိုက်ပုံနဲ့ထည့်ပြစ်တာ။ဣမတ္တလောကတ္တဓာတိတာရောမိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကကိုပြန်ကျွေးလို့ရသေးတယ်ပြန်ဆောင်းလျှောက်လို့ရတယ်ကိုယ်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ယေရှုကဘယ်လိုဆက်ဆက်လို့ရပါမလားကိုကနောက်မှလာတာလေ အမေဖေကကိုယ့်ကိုလာခွင့်မပြုဘူးဆိုရင်လူလောကရောက်ပါမလားမရောက်နိုင်ဘူးဘိုးကြီးရွှေကိုဖြစ်မှသာရောက်ကောင်းရောက်မှာအမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှာဖြစ်တာအဲ့ဒီလက်ခံတဲ့ခြေစူးကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာရောဆိုမိဘရဲ့ခြေစူးကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တခုကအပါဒကာ ိုဝန်ကလေးကအမေကဆောင်းရှောက်လာခဲ့ရတယ်။မွေးလာတယ်လည်းဆောင်းရှောက်တယ်။ပေါ်တကမွေးဖွားလာတဲ့နောက်ဆောင်းရှောက်ရုံနဲ့မကဘူးကြွေမွေးတယ်။ဟောနှစ်ခုဆောင်းရှောက်ခြင်းကြွေမွေးခြင်း။နောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတာထတ်တည်တာတော့ဒီလောကကြီးကိုပြတယ်ဆိုတာဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲ။မိဘခြေဆုကောမဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာ။ဘာလို့လို့ဆိုရင် ကောနောက်မှရောက်တာဆိုတော့မိဘကိုကောလူလောကလာဖို့ဆိုတော့ဘယ်လိုလုပ်တုံးဆန်တာသူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ကြေကျွစီရှိတယ်လို့လက်ခံရင်းသည်ပင်နေသူကတမဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တုံလုံးလောကဆိုတာရှိတယ်လူတွေဟာတည်သွားပြီးရင်နဘဝဆိုရောက်လာအောင်မယ် ဆိုတော့ကံတရားရဲ့အကျိုးလက်ခံတာတွေမှန်သမျှသမဒိဋ္ဌိလို့ခေါ်တယ်။အဲ့ဒါကြတော့ပညာလို့ခေါ်တယ်။မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေရသိသမဒိဋ္ဌိကြတော့ပညာ right understanding မင်္ဂန်နဲ့နားလည်မှုနော်မင်္ဂန်နဲ့နားလည်မှုအဲ့တော့အဲ့ဒီဒီမှာကအလောဘရဲ့ အရောသဆိုရဲမေတ္တာရဲ့အမတိဋ္ဌိဆိုရဲပညာရဲ့ဒီသုံးဥပါကံပဲစေရဏတည်းမဟုတ်ဘူးเนาะကုသကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တွန်းအားပေးတယ်တွန်းအားပေးလိုက်တာဟာသူကအနာဂျီတွေစုသွားအောင်သူက စုဆောင်းလိုက်တာဒါမို့အာယုဟနရတလို့ခေါ်တယ်သူတို့ကံတရားတွေဟာပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွမ်းအားပြေးလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုသလဲဆိုနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိဟာဘယ်မှာသွားစုသလဲခဏိခေတော့ဂိုင်းကူးတွေဂိုင်းကူးတာတွေပါနေရှိတယ်ပေါ့နော် အဲ့ဒီထားတဘာဝအပြည့်ဘယ်နေရာမှာသွားစုတယ်လဲလို့ဆိုလို့ရှိရင်မျိုးစိတ်မှာသွားစုအတိမှာသွားစုအတိမှာသွားစုအဲ့ဒီအတိတဲ့ကအစိတ်လေးထဲမှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသမိစ္ဆဒိဋ္ဌိအလောဘအရောဒ တမပညာလို့ဆိုရဲဒီတရားတွေပေါ်မှာအနှစ်တရားစုသွားလို့ဘဝတစ်ခုကျုပ်ပြိမယ်ဆိုလို့ရှင်တရားတွေကကျုပ်ပြိနိုင်လာတယ်အဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုရားတို့တွေနေစဉ်ဘာတွေလုံးနေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေစဉ်လုံးနေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင် ဘောပုံဉ္စပပင်းစယမစ်စောကုရုတိဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးအကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကို ရွေပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်စအရာယခစ္စတိကိုယ်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင်ကိုယ်နဲ့သာသက်ဆိုင်သွားတယ်ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်ဘူးသူများနဲ့မဆိုင်ုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာ ခန္ဓာရှိနေသမျှကလပလုံးဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်။မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲထုံးစံမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတယ်တော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော် လိုလည်းပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခုနကတမန်အဲជីវတ်ထုတ်တဲ့အလုပ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လိမ့်နော်တကယ်ကတော့လောကမှာဒီလူတွေမှာနေစင်တဲ့အမြကံတရားတွေကဖြစ်နေတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူရင်ထဲနှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ရင်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေတယ် accumulation ဆိုစုမိဆောင်မိဖြစ်သွားစုမိဆောင်မိဖြစ်သွားအဲ့ဒါတွေကတင်ညတတတကံဟောဒီကောင်းမကောင်းတွေဟာကိုကိုပိုင်ဥစ္စာ ကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတာအဲ့ဒါပြောတာကံသာလင်ကိုပိုင်ဥစ္စာ ကိုလုပ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆွလို့တယ်နော်ကိုရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်မှာနော် ကိုယ်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုယ်စားလိုက်တဲ့အစာရဲ့အကောင်းဆိုးကလည်းပဲကိုယ်ပဲခံရတာအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတက္ကတာကံနာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြောတာ responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင် ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာဒါယခစ္စတိဒါကြီးကပါသွားမှာပဲဘလို့လို့ပါလာတော့ကံတရားတွေကဘယ်မှာကိန်းနေတာလဲနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်ဘွားဘလို့လွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ်ဟုတ် အဆိုင်မှာဖြစ်ရင်ဒီဘဝတွေမေ့သွားပြီအဲ့တော့ကန္တရားပဲသွားနေပြီအုံနောက်မကောင်းတော့ဘူးသိလို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါရအကြောင်းရှိပြန်အဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမစစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူး စိတ်အစဉ်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်နေ mental processor တဏှာဝကတဏှာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိတယ်ဒါတောင်ခိတ္တပြတ်တာဘယ်နေရာတော့ဆိုလို့ရှင်ဆန်ဆွမ်းအားနဲ့တမာရီဆွမ်းအားနဲ့စိတ်ကိုယုံမုန်းပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှင်အတိညာတ်ဘုံဆိုတဲ့ စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာကဘာ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ boss လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်တာနော်ချိန်တိုင်ပြန်ပေါ့လာမှာ तू အပြည့်သက်မဟုတ်ဘူးနောက်တစ်ခါဏိရောဓသမဘာဆိုတာကြာဥရလိုက်မယ်ဏိရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတသာရောအလုံးချုပ်သွားတယ် ။တမာရီဆောင်းအားနဲ့ဒါလဲပော့စ်လုပ်လိုက်တာပဲ။ခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုတာလဲသူ့အတူဖြစ်တာမဟုတ်ဘူး။အကြောင်းတရားကိုမှီဖြစ်တယ်။အဲ့ဒီအကြောင်းတရားတွေကိုခိတ္တပော့စ်လုပ်လိုက်လို့ရှိရင်စိတ်ဟာလဲရက်သွားတယ်။အဲ့ဒီနှစ်နေရာလွှဲရင်မြင့်တဲ့ process ကပြောင်းမသွား။ဒါဖြင့်ခုနလိုပို့စ်လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ွယ်သွားလားဆိုမကွယ်ဘူး ရှိနေနောင်တဲ့ဟာအနန္တရပစ္စည်းရောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတဲ့ဆုံးတော့အနန္တရပစ္စည်းရောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတာကိုပြတယ်နော်ရက်လိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ကြားမှာအကြောက်ွယ်မရှိဘူးအဲ့ဒါကိုပဋ္ဌံပစ္စည်းထဲမှာအနန္တရပစ္စည်းရောလို့ပြောတာနော်တခါ အတဉ္ဇဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပိစီရောပဲစိတ်အစဉ်နေသုတိစိတ်နဲ့ပရိသရိစိတ်ပရိသရိစိတ်ဟောရုပ်စဉ်သူတမာရီစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်တယ်ခိတ္တဘော့စ်လို့တယ်အဲ့တော့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ကြီးဟာတန်တရာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပြန်ရပ်သွားတယ်လို့မရှိဘူး ဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတ္တိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့သူတို့ပဲမှတ်သားမှာဖြစ်တယ်ဟုတ်ပြီ ကောင်းလဲကောင်းတာလို့လဲကံဖြစ်တယ်မကောင်းတာလို့လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူကစွန့်ရည်တတိအနေနဲ့ပါ အကြောင်းအကျိုးညီညွတ်လို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့ဒါလို့ဆုလို့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားက အေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြလို့ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်